အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြချင်တာလေးကတော့ဘနာအတက်တွက်တဲ့ယောဂဆိုရင်ဘလူကူတကြတလေဆိုတဲ့အကြောင်းအရာကိုမြတ်ပေးချင်တာပဲဖြစ်ပါတယ်ရှင်ဘနာအတက်တွက်တဲ့ယောဂဆိုတာတကယ်တော့ဘနာအောက်ကခြေဘဝမှာရှိတဲ့အရွတ်ရောင်တဲ့ယောဂပဲဖြစ်ပါတယ်ရှင်ဒါကြောင့်အယောင်ကြောင့်ခြေတော့ကိုနားပေးရပါမယ်ရှင်ပြေးတာခုန်တာလမ်းရမ်းလျှောက်တာမတ်တဲ့အခြေကြီးရတာတွေရှောင်ရပါမယ်ရှင်ခြေထောက်နဲ့ခြေပြားကိုကိုယ်လိုက်ဆန်လိုက်လုပ်တဲ့အခြေခံတွေလုပ်ပေးနိုင်ပါတယ်ရှင် တိတ်တော့မထူပါဘူးရှင်။ရှေခဲကတ်လို့ရပါရဲ့ရှင်။ရင်းနှွေးအိတ်ကတ်လည်းရပါနဲ့တိတ်တော့မထူပါဘူးရှင်။အထုပြုလုပ်ထားတဲ့ဖနက်တွေဝယ်စီးလို့ရပါရဲ့ရှင်။တိတ်တော့မထူပါဘူးရှင်။ခုပါသားနီးစက်ရဆေးဆိုင်မှာဖနက်တူတူပြွတ်ပြွတ်တစ်ခုဝယ်စီးပါ။ပပမမဖနက်တွေမစီးပါနဲ့ရှင်။အခိုင်ခဲပြောက်စေးတွေတောက်လို့ရပါရဲ့ရှင်။ယာယီတော့တက်တာနိုင်ပါတဲ့အချိန်တစ်ခုကြာရင်ပြန်လာတတ်ပါရဲ့ရှင်။ ်ပြနောက်တဲကိုအယောင်ကြစေသူမှန်ဟောသွေးရည်ကြီးထိုးလို့ရပါရဲ့ရှင်တချို့လည်းတက်တက်သွားကြတယ်လို့မတက်တာတဲ့လူတချို့လည်းရှိပါရဲ့ရှင်အချိန်တခုမှပြန်ဖြစ်နိုင်ပါတယ်ရှင် ေးကူးသည်ဖြစ်စေဆေးမကူးသည်ဖြစ်စေခြေထောက်ကို အနားပေးပြီးယူဆိုင်လိုက်မယ်ဆိုရင် အများစုပြောင်းခင်းနိုင်ပါရှင်အနားယူပေးဖို့မဖြစ်နိုင်ဘူးဆိုရင်တော့တင့်တင့်ရာကုသမှုတစ်ခုခုကိုပြုလုပ်ရမှာပဲဖြစ်ပါရှင်ခွဲစိတ်ပြီးကုသရတာကတော့အရင်ဆိုပြီးတခြားနည်းလမ်းများနဲ့ကုသလို့မတက်တာဘူးဆိုမှခွဲစိတ်ကုသကြတာများပါရှင်ခွဲစိတ်ပြီးကုသရင်လည်းခြေထောက်ဒဏ်မဖြစ်အောင်အနားယူမှုမရှိရင် ပြန်ဖြစ်တတ်ပါရှင် video này của song đi chỉ video chế dùng mi hai tìm hai